တရင်ကျော်လိုက်ရသည်ကစပြီးမြမပြည်နှံမှာဖျားပွဲတော်တွေတော်တော်များများကျင်းပနေကြပြီဖြစ်ပါတယ်။ဖျားပွဲစည်းတွေမှာမြမရိုးရာမုတ်တွေအပါအဝင်တခြားသောမုံမျိုးပေါင်းအစုံအလင်ကိုမြင်တွေ့ကြရမှာပါ။ ါကလည်းယနေ့ခေတ်ပွဲစည်းတွေရဲ့နှစ်သာရတစ်မျိုးဖြစ်လာနေပါတယ်။မန္တလေးတောင်ကြီးနီးကမဟာတကြမာရစဉ်ကျောက်တော်ကြီးဖျားပွဲတော်ချိန်တိုင်းမြင်တွေ့ရလေးရှိတဲ့မြမရိုးရမုတ်တစ်မျိုးအကြောင်းကိုပြောပြချင်ပါတယ်။အဲဒီမုတ်ကတော့ဒေတာအလိုက်အခေါ်အမျိုးမျိုးရှိကြတဲ့ခဲရန်ကြောင်ဖြစ်ပါတယ်။မူရင်းခေါ်ဝန်ကခဲလန်ကြောင်မှာဒါပေမဲ့ခဲရန်ကြောင်လို့ခေါ်ကြတဲ့သူတွေများပါတယ်။ကောင်းကျင်းကြောက်လို့လည်းခေါ်တယ်လို့ခဲလန်ကြီးကြောက်လို့လည်းခေါ်ကြပါတယ်။ တချို့ဒေသတွေမှာတင်းဝါဖုတ်လို့လည်းခေါ်ကြပါတယ်။ခဲလန်ဆိုတာကရှမ်းဘာသာစကားကနေဆင်းသက်လာတယ်လို့လည်းဆိုပါတယ်။ရှေးရုံးကပေါင်တင်းကြီး၊ပေါင်တင်း၊ပေါင်စီကြီးလို့ခေါ်ကြတယ်လို့သိရပါတယ်။ခဲရန်ကြောင့်ကိုဖျားပွဲသေးတွေမှာတွေ့ရလိမ့်ရှိပြီးစားသုံးရတဲ့သူတွေလည်းများကြပါတယ်။အထူးသဖြင့်မန္တလေးမြို့ကကြောက်တော်ကြီးဖျားပွဲစည်းရဲမှာအများဆုံးမြင်တွေ့ကြရပါတယ်။ ကျောက်တော်ကြီးဖရားပွဲစည်းရဲ့အမှတ်လက္ခဏာတည်စာတစ်မျိုးလို့လည်းဆိုကြပါတယ်။ကျောက်တော်ကြီးဖရားပွဲစည်းဟာဆိုရင်12လရာသီပွဲစည်းတဲ့ရီဆုံကြီးဟာမြန်မာပြည်အထက်ပိုင်းကထင်ရှားကြွကြတဲ့ပွဲစည်းဖြစ်ပါတယ်။ ခဲရန်ကြောင်ဟာဖျားပွင့်စွေတွေတော်တော်များများမှာမပါမဖြစ်တဲ့အစားအစာတစ်မျိုးဖြစ်ရှိနေတာပါပြီးခဲ့တဲ့သတင်းကြော့ပွဲတော်ကာလကကျင်းပခဲ့တဲ့ကျောက်တော်ကြီးဖျားပွဲစီမှာခဲရန်ကြောင်ပြုလုပ်ရောင်းချသူတွေတော်တော်များများမြင်တွေ့ရပါတယ်ခဲရန်ကြောင်ကိုဘယ်လိုပြုလုပ်ရောင်းချတယ်လဲဆိုတာကို ဝင်ရောက်လေ့လာကြည့်ပြပါမယ်ဝိုင်းနဲ့တင်းတင်းလေးနဲ့ခဲရန်ကြောင်ဖြစ်လာဖို့အရင်ဆုံးကောင်းကျင်းစံကို ရေးစင်အောင်စီးပြီးရေးစစ်ထားရပါတယ် ပြီးရင်တော့ကောင်းကျင်းစံတဲ့အုံဒီကိုနှံ့အောင်နေရပါတယ်။တစ်ဖက်မှာလည်းတင်းဝါးတွေကိုခုတ်ဖြတ်ပြီးဝါးစစ်တွေလှုပ်ထားကြပါတယ်။ခဲရန်ကြောင့်ပြုလုပ်ရမှာတင်းဝါးကအကောင်းဆုံးဖြစ်ပါတယ်။တင်းဝါးတွေဟာဆောင်းဥကာလမှာကြီးထွားပေါက်ရောက်ကြတာဖြစ်ပါတယ်။တင်ဝါကြောက်ထဲမှာ ကောင်းညင်ပဲအစရှိရဲ့အစားစာတွေထည့်ပြီးစားသုံးကြရတဲ့ဒလိဒေတာတော်တော်များများမှာရှိကြပါတယ်။ရှမ်းဒေတာဘက်မှာဆိုရင်ခောက်လန်ကြောက်ကရိုးရအစားစာဖြစ်လဲထင်ရှားပါတယ်။ ဒါကြောင့်တင်းဝါရဲ့အသုံးဝင်ပုံတွေကဝါးကြောက်တဲ့အစာသွတ်ထည့်ထားတဲ့ရိုးရာဆဆတွေမှာအများဆုံးမြင်တွေ့ကြရတာပါအခုလဲစားတဲ့စပွဲခဲရံကြောင်ဖြစ်လာဖို့အစဉ်စဉ်ပြုလုပ်ရတာတွေရှိပါတယ်။ပိုင်းဖြတ်ထားတဲ့ဝါကြောက်တွေကို နေထားတဲ့ကောင်းကျင်းစံအစိမ့်နဲ့ချစ်ထားတဲ့အုံဒီတွေထပ်ထည့်ပါတယ်။မပြည့်တပြည့်လောက်မှအပေါ်ကရှိထည့်ပါတယ်။ ားလုံးထိပ်ပြီးတဲ့အခါမှာငပြောဘက်လေးတွေနဲ့ထိတ်ဝကိုအုပ်ပြီးမိဖုတ်ပါတယ်နမနဲ့စောင့်ကြည့်ရကအခိုးလိုက်ရင်ကြက်ပြီလို့ဆိုပါတယ်။ဂယူဒီဇိုင်းနဲ့စောင့်ကြည့်ရတာလည်းဖြစ်ပါတယ်။ခဲရန်ကြောင်ရဖို့ဝါကြောက်တွေကိုခက်ဆောင်းဆောင်းလေးတွေတန်းစီပြီးမိဖုတ်တာကိုတွေ့ရပါတယ်။ ဲတဲ့ညောင်အစားအစာကလည်းလူများနဲ့ပြုလုပ်ရတဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။အုံနီချစ်သူဝါကြောက်တဲ့ကောင်းချင်းနဲ့အုံနီထဲ့သူတွေနဲ့တစ်ဖွဲ့စီရှိကြပါတယ်။ဒါအပြင်ဝါကြောက်တွေကိုစီရဲသူကစီဘေးမှာမီထိုးရဲသူကထိုးပြီးလိုအပ်တဲ့နှီးရှင်ကိုစောင့်ကြည့်ရတဲ့သူတွေနဲ့အကောင်းဆုံးအရသာထွက်လာဖို့လူများနဲ့လှုပ်ဆောင်ကြရတာဖြစ်ပါတယ်။ မိဖုတ်ပြီးကြက်ပြီးသားဝါကြောက်တွေကကောင်းကျင်ဟာဝါစင်းရက်နယ်လေးနဲ့တိတိတသက်စားကျင်စပွဲထွက်ရှိလာပါတယ်။ခဲရန်ကြောင့်ပြုလုပ်ပုံနဲ့အခေါ်ဝါတွေကနေရာဒီသားအလိုက်ပြောင်းလဲနိုင်တယ်လို့ဝါကြောက်တွေစားသွတ်ထည့်သွင်းပုံအလိုက်အရသာလဲအနှဲငယ်စီကွာခြားနိုင်ပါတယ်။ပွဲစည်းကင်းထဲမှာခဲရန်ကြောင့်ကို တကူးတကလာရောက်ဝယ်ကြတဲ့သူတွေလည်းများပါတယ်။ခရံကြောင့်ဝစားတဲ့သူတွေကိုအလွဲတကူနှွာပြီးစားလို့ရတဲ့အထိဝါကြောက်ကိုခုတ်ချစ်ပေးတာကိုတွေ့ရပါတယ်။

ဒီကနေ့ခေတ်မှာထိုင်းစားစာ၊ကိုရီးယားစားစာ၊တရုတ်စားစာအစရှိတဲ့စားဝယ်မျိုးမျိုးကလူရီရဲ့ရှာပြားတက်မှာဖန်ဆာဆွဲဆောင်နိုင်ကြပါတယ်။ခင်တွေလိုက်ပေါပေါလာတဲ့အစားစာမျိုးစုံတွေမှာမြမရိုးရအစားစာတွေကလည်းမိမ့်မိတ်မသွားပါဘူး။အဲ့ဒီထဲမှာခဲရန်ကြောင့်အစားစာတစ်မျိုးကလည်းပွဲစည်းဒီမှာဒါလွယ်လွယ်ကူကူဝယ်ယူရရှိနိုင်တဲ့အစားစာတစ်မျိုးဖြစ်နေထင်ရှားလျက်ရှိနေပါတော့တယ်။